အခုတင်ဆက်ပေးမယ့်သတင်းကတော့ထိတ်ထိတ်ခန္ဓာရတဲ့ဖိလစ်ပိုင်သမ္မတဟောင်းမျိုးတော်ဝင်ယူကပွဲမှာအနိုင်ရခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။နေဒါလန်နိုင်ငံမျိုးတော်တည်ခိမျိုးမှာထိသိခံထားရတဲ့ဖိလစ်ပိုင်သမ္မတဟာရိုဒီဂိုဒူတာတီဟာဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ဒါဘာအိုမျိုးတော်ဝင်ယူကပွဲမှာအနိုင်ရခဲ့လို့သိရပါဗျ။ရိုဒီဂိုဒူတာတီဟာဒါဘာအိုမျိုးတော်ဝင်ဖြစ် 1980ပြည်နှစ်ကလေးကစတင်ရွေးချယ်ခံရတာဖြစ်ပြီးဒါဘာအိုပါဝဲဖိလပိုင်နိုင်ငံတောင်ပိုင်းဒေသတွေဟာရိုဒီဂိုဒူတာတွေနဲ့သူ့ရဲ့မိသားစုကိုအခိုင်အမာထောက်ခံတဲ့ဒေသတွေဖြစ်တယ်လို့သိရပါတယ်။ဒူတာဒီကိုဖိလပိုင်တမန္တာအဖြစ်နဲ့တာဝန်ယူခဲ့စဉ်တွင်ဖော်ဆောင်ခဲ့တဲ့မူရင်းစေဝါတိုက်ဖျက်မှုတွေမှာလူထောင်နဲ့ရှိပြီးသေဆုံးခဲ့မှုအတွက်တာဝန်ရှိရဆိုပြီးရာဇဝတ်မှုဆိုင်ရာနိုင်ငံတကာတရားရုံးကဖိလပိုင်နိုင်ငံမျိုးတော်မနီလာမှာဖမ်းဆီးခဲ့တာပါ။ ရိုဒီဂိုယူဒာဒီကသမရတရားရဲ့တာဝန်နဲ့ငွေရေးစီပွားနည်းနည်းတိုက်ဖြတ်မှုတွေလှုပ်ဆောင်ခဲ့တာဖြစ်လို့တည်ဆောင်ခဲ့သူတွေအတွက်သူ့မှာတာဝန်မရှိဘူးလို့ရှောက်လဲချက်ပေးခဲ့ပါတယ်။ဒါပေမဲ့မြို့တော်ဝန်ကြီးကောက်ပွဲမှာရိုဒီဂိုယူဒာဒီကတဲ့မက်တွေကိုမဲပြတ်တန်တဲ့အားရခဲ့ရဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းကပေးပို့လာပါဗျ။